်မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်လာရှိုကိုတရုတ်ကဝေချင်းရင်ဘလို့လုံလိုက်ပြီလဲဆိုရင်ဆောင်းပါတင်ဆက်ပေးပါမယ်စစ်တပ်ထောက်ခံသူတွေကတော့တရုတ်ကိုစီးယုံနိုင်ခဲ့တဲ့စစ်ကောင်စီရဲ့တန်ကင်းတမန်ကင်းစွမ်းရည်တွေကြောင့်တနက်တစ်ချက်မှမဖောက်ရပဲလာရှိုကိုပြန်သိမ်းနိုင်တယ်လို့ဝင်ကြွားခဲ့ကြတယ်လာရှိုမှာခြေချနိုင်ခဲ့တဲ့အတိုင်းစစ်ကောင်စီအတွက်တော့လာရှိုကရန်သူဝိုင်းနေတဲ့မျိုးဖြစ်ပါတယ် ကိုကန်တန် MNDA တို့ကမြို့အရှိဘက်မှာကွန်လုံမြောက်ဘက်မှာတိန်းဤတောင် DNN တွေကအနောက်ဘက်မှာတီဘောနမ်မတူတောင်ဘက်မှာကြောင်မဲမြို့တွေကိုထိန်းချုပ်ထားပါတယ်စစ်တပ်အတွက်တောင်ဘက်မိုင်းရင်နဲ့အရှိတောင်ဘက်မှာတန်ရံမြို့များသာလာရှုကိုအဝင်ထွက်လုပ်နိုင်နေတရုတ်ဝေချမ်းပြီးရလာရှုအုပ်ချုပ်ရေးအကြောင်းကိုနေပြီးတော့ကိုကန်နဲ့ဘီဂျင်းတို့ကလည်ဝတ်ထားတယ် စစ်တပ်ကလာရှုမျိုးပေါ်စနစ်ရက်ွက်ကိုအုပ်စိုးစီကိုကန်တန် MNDA ကဂျင်းရွာ450ကိုအုပ်စိုးစီလို့တရုတ်ကဂျာဝင်စစ်ဆက်ပေးခဲ့တယ်လို့သတင်းအရင်းမြစ်တွေကဆိုပါတယ်စစ်တပ်ကမြို့မြောက်ဖက်ရှိ AD တဒါအနောက်ဖက်ရှိ E9 တဒါတောင်ဖက်ရှိမန်ဟန်ရွာကိုကျော်လွန်ပြီးတပ်ဆွဲခွင့်မရှိလို့လည်းသိရတယ်ဒီနယ်မြေခွဲဝေမှုအတွက်ပေကျင်းမှလွတ်လိုက်တဲ့တရုတ်ကိုယ်စားလှယ်ဖွဲ့ကလာရှုမှာယုံထိုင်ပြီးအနီးကပ်စောင့်ကြည့်မယ်လို့ဆိုပါတယ်လာရှုမျိုးဝေချင်ရေးအတွက်စစ်ကောင်စီနဲ့ကိုကန်တပ်တွေကတရုတ်အစိုးရကိုကျေးဇူးတင်တယ်လို့တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူက ပြီးလား၂၂ရက်နေ့ကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့မြို့ကန်ရက်သားတွေရဲ့လုံခြုံရေးနဲ့အနာဂတ်အတွက်မြည်တီဖွဲ့ကမှအာမခံချက်မပေးဘဲနှုတ်ဆက်နေကြဆဲဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကဏီမြို့နယ်နက်လာပုံရွာနဲ့နက်ကြီးရွာတို့ကိုစစ်တပ်ကစစ်တပ်လေတီတုံးပြစ်ခတ်မှုပြည်သူတအုပ်တည်ဆောင်းတဲ့ကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းကဏီမြို့နယ်နက်လာပုံရွာနဲ့နက်ကြီးရွာတို့ကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေတီတုံးလေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့တဲ့အတွက်နက်လာပုံရွာမှာပြည်သူတအုပ်တည်ဆောင်းပြီးတအုပ်ဒဏ်ရာရရှိခဲ့ကြောင်းကဏီမြို့နယ်သတင်းနဲ့ပြန်ကြားရေးမှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။အေပီလာ28 က်နေ့မနက်9:40မိနစ်အချိန်အကြံပတ်စတက်ကစက်တက်လီဒီနဲ့လေချောင်းပစ်ခတ်မှုလုံဆောင်ခဲ့ကြောင်းမပောက်ွဲသေးတဲ့လက်နက်ကြီးများလည်းရွာအတွင်းနဲ့ရွာနီးနားမှာကြန့်ရှိနေသေးကြောင်းသိရပါတယ်။ ဒါအပြင်အပိလ29ရက်နေ့ညပိုင်းအကြံဖက်စတက်ကနက်လာပွန်ရွာကိုစတက်လေဒီနဲ့လေကြောင်းတိုက်ခိုက်ခဲ့ရာအမျိုးသမီးတအုပ်တည်ဆောင်ပြီးအမျိုးသားတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကဏီမျိုးနဲ့သတင်းနဲ့ပြန်ကြားရေးထံမှသိရပါရယ်။နက်ကြီးရွာကဘာမှထိခိုက်မှုမရှိဘူး။မင်းညားကတော့နက်လာပွန်ရွာကိုပါရာမော်တာနဲ့ခြားတာကအမျိုးသမီးတအုပ်တည်ဆောင်ပြီးအမျိုးသားတအုပ်မစိုးညင်ညာဒဏ်ရာရတဲ့နွားတကောင်တည်တဲ့ဒီဘက်မှာကတိုက်ပွဲမရှိတာကြားပြီးပြည်သူကိုဥတီပြီးတိုက်နေတာလို့ကဏီမျိုးနဲ့သတင်းနဲ့ပြန်ကြားရေးမှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ဇလန်ပြီးမိုးပြင်းမြို့တွင်ကိုစ ်တပ်ကအလုံးရင်နဲ့ထိုးစစ်ဆင်မှုကြောင့်ပြည်သူတအုံနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တအုံကြဆုံပြီးကာကင်းစခန်းတစ်ခုဆုတ်ပေးလိုက်ရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်နီပြည်ဖေကုံမြို့နယ်မူပြင်းမြို့ကိုစစ်တပ်ကအလုံးရင်နဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တအုံနဲ့ပြည်သူတအုံကြဆုံပြီးရှီရန်ကာကင်းစခန်းတစ်ခုနဲ့ဆုတ်ခွာပေးလိုက်ရကြောင်းရှမ်းတောင်စစ်ဒေသကွယ် PDF ဘူဟာအမှတ်တဲ့သတင်းပြန်ကြားရေးဌာနတာဝန်ရှိသူတအုံကပြောပါရယ်။ ဧပြီလ29ရက်နေ့မိုးပြင်းမြို့အခြေဆိုင်အကြံဖက်စစ်ကောင်စီရဲ့ခမာယာ420တပ်စခန်းမှာအင်အားတရာကျော်နဲ့ထိုးစစ်ဆင်ခဲ့ရာတွန်လိုင်းပူပေါင်းတပ်ဖွဲ့ကခုခံတိုက်ခိုက်မှုကြောင့်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းတိုက်ပွဲတွင်မိုးပြင်းတရင်တင် P31001 တရင်မှာရဲဘော်တုံကြဆောင်ခဲ့ကြောင်းဒါအပြင်အကြံဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရန်တပ်ပြခတ်မှုကြောင့်ကျေးရွာတင်ရွာတွင်ကြားရောက်ပောက်ကွဲပြီးပြည်သူတအုပ်ထိခိုက်တိုက်ဆုံးခဲ့ကြောင်းသိရပါတယ်။ဧပြီလ28ရက်နေ့မနက်9:00ခန်းချိန်မိုးပြင်းမြို့အခြေဆိုင်အကြံဖက်စစ်ကောင်စီရဲ့ခ င်းလိုက်ရ420နဲ့တရင်ကအင်အား300ကျော်နဲ့စစ်ကြောင်းထိုးလာခဲ့တဲ့အတွက်ရှမ်းတောင်စစ်တီတာကွယ် PDF ဗျူဟာမတ်တက်လက်အောက်ရှိတရင်တပ်ဖွဲ့ကရင်နီအမျိုးသားကာကွယ်တပ် KNDF နဲ့အခြားမဟာမိတ်တပ်ပေါင်းစုတို့ကခုခံတိုက်ခိုက်ခဲ့ရာအကြံဘက်စစ်ကောင်စီတပ်သားများအများအပြားထိခိုက်ဒိဆုံခဲ့ကြောင်းသိရပါတယ်။ အဲဒီလိုအထိနာတဲ့အကျန်းဘတ်စတက်ကဖေကုံးလိုက်ကွန်မြူတွေမှာတဆင်းလက်နက်ကြီးတွေနဲ့မိုးရွာတလို့ပြစ်ကူပြီးခဲ့တဲ့ပြင်ဂျက်ဖိုက်တာလင်းရင်နဲ့လည်းအတုံပြူတိုက်ခိုက်ခဲ့တာကြောင့်မိုးပြင်းမျိုးလူလူနေအများပြားထပ်မံပျက်စီးခဲ့ကြောင်းသိရပါဗျ။စစ်ကောင်စီတပ်ကလက်နက်ကြီးလင်းရင်ပြစ်ကူလို့ကြောင်းရှေ့ကကင်တကူးဆုတ်ပြလိုက်ရပြီးချိန်မုံတိုက်ခိုက်ရဲဘော်တုံးဦးထိခိုက်တရန်ရရှိပြီးတအုံမှာအပြင်းထန်ထန်ရရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။မိုးပြင်းမျိုးကိုဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက်ပြည်တွင်းပြည်ပရှိထောက်ပို့အလူရှင်များအနေနဲ့အ мян ဆုံးဝိုင်းဝန်းကူညီကြဖို့နဲ့ က်ပွဲဆက်လက်ဖြစ်ပွားနိုင်တာကြောင့်ပြည်သူများအနေနဲ့မိုးပြင်းမြုပ်ဘက်ကိုဖြတ်တန်းသွားလာလိုပါကမြေပြင်အခြေအနေစုံစမ်းပြီးမှသွားလာကြဖို့မြစ်တိုင်းရခိုင်ထားပါတယ်။ လက်ရှိမူပြင်းမျိုးမှာတိုင်ပွဲပြင်းထန်နေပြီးလင်းရင်ပါလာတာမျိုးဖြတ်တန်းသွားလာခြင်းမလုပ်ဖို့တတိပေးထားပါတယ်လင်းရင်နဲ့ပုံကျင်းတာအပြင်လက်နက်ကြီးတွေနဲ့ပါဝိုင်းထုနေပါတယ်လို့တော်လိုင်းသတင်းအရင်းမြစ်တွေကပြောပါတယ်နောက်ထပ်တပုတ်အနေနဲ့ရွှေကျင်တဲ့မူးမျိုးနယ်တို့မှာစစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူတအုပ်တည်ဆောင်ပြီးနှောင်းဦးတန်ရရကကျေးရွာခုနှစ်ရွာမှာပြည်သူ၄000ကျော်ထွက်ပြေးတင်းရှောင်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းရွှေကျင်တဲ့မူးမျိုးနယ်တို့မှာစစ်တပ်ရဲ့အကြမ်းဖက်စစ်တပ်တိုက်ခိုက်မှုကြောင့်ပြည်သူတအုပ် ਦੀ ဆောင်ပြီးနှောင်းဦးတန်ရရရှိခဲ့ကြောင်း KNU ဘို့ကသတင်းထုတ်ပြန်ပါတယ် ိန်ဧပြီလ24ရက်နေ့မနက်09:30ချိန်ဘကိုရိုင်းမူးမြို့နယ်မှာစစ်ကောင်စီရဲ့ခမာယံ 439တရင်ကတစ်ဖြူစိကြီးရွာတွင်ကိုဒရုန်းနဲ့ပုံကျင်းတိုက်ခိုက်ခဲ့ရာနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့ကြောင်းအဲ့ဒီနေ့နေ့လယ်9:45မိနစ်ချင်းစစ်ကောင်စီတပ်တွေကတခွန်တိုင်မှနေပြီး120မမလက်နက်ကြီးဆက်လေးလုံးပစ်ခတ်ခဲ့ရာလေးအိမ်စုကြီးရွာတွင်မှကြားရောက်ပောက်ွဲခဲ့ကြောင်းလက်နက်ကြီးကြားရောက်ပောက်ွဲမှုကြောင့်အသက်80အရွယ်ဦးဝင်းဝင်းနိုင်တည်ဆုံးခဲ့ကြောင်းအသက်30နှစ်အရွယ်ဒေါ်မာဦးနဲ့အသက်45နှစ်အရွယ်ကိုထွန်းတို့နှုံးမှထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ဒါအပြင်ရွှေချင်းမြို့နယ်အတွင်း KNL လေးပူပေါင်းတပ်တွေနဲ့စစ်တပ်အကြားတိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီလေးတပ်ကအကြိမ်ကြိမ်လာရောက်ပုံကျဲခဲ့တဲ့အပြင်လက်နက်ကြီးနဲ့ပါပစ်ခတ်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားရနေရတဲ့နီကပ်နေတဲ့လိတ်ကလာချင်းရွာ၊စံတွန်းကုန်း၊ကွန်းစိတ်ချင်းရွာ၊ကြုံချောင်းညောင်ချောင်းချင်းရွာ၊ဝန်းကန်ချင်းရွာ၊ရှမ်းစုစလုံးကြီးချင်းရွာမှာပြည်သူ4196ဦးထွက်ပြေးတင်းရှောင်နေကြောင်းသိရပါတယ်။ဆက်လက်ပြီးကလေးတောင်ပိုင်းကိုစေအုပ်စုအလုံးရင်းနဲ့စစ်ကြောင်းထို့လို့တိုက်ပွဲပြန်ဖြစ်ပြီးစေအုပ်စုအယောက်20တေးပြီးလက်နက်တချို့သိမ်းဆည်းရရှိနေကြ ြောင်းတင်ဆက်ပေးပါမယ်။စေယုတ်စုကပုံကျဲတက်ဖြတ်လို့ပြည်သူ၆ဦးတည်ဆုံပြီး၁၀ဦးကျော်ထဏ်ရာရတယ်လို့သိရပါတယ်။သကိုင်းတိုင်းကလေးမြို့တောင်ပိုင်းကြံသားချင်းရွာကိုစေယုတ်စုတက်တွင်၃ရက်တာအင်အားလုံးရင်းနဲ့စစ်ကြောင်းထူဝင်ရောက်ခဲ့တာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစေယုတ်စုတက်ဖွဲ့ဝင်၂၀တည်ဆုံကလက်နက်တချို့သိမ်းဆည်းရရှိခဲ့တယ်လို့ဒေသခံစစ်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်။စေယုတ်စုတက်တွေကကလေးတောင်ပိုင်းဟန်တာဝရီချင်းရွာကနေကြံသားချင်းရွာကိုအင်အား၃ရာကျော်နဲ့အေပီလ25ရက်ကနေ29ရက်နေ့ထိ၃ရက်တာစစ်ကြောင်း၂ကြောင်းခွဲဝင်ရောက်တာ ာကြောင့်တော်လန်းအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်အုပ်စု20တည်ဆုံးပြီးလက်နက်ရှင်းလက်သိမ်းဆင်ရရှိခဲ့တယ်လို့ချင်းအမျိုးသားတအူ CNN CNN ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်နီကပြောပါရတယ်။ စစ်ကြောင်းနှစ်ကြောင်းနဲ့လာတဲ့အားလုံး300ခန်းမှန်းနဲ့တိရတလောက်တော့စင်အုပ်စုတိရက20ရှိတယ်လက်နက်က10လက်ခဲရနေပေါ့တန်ရာရလည်းတော်တော်ရှိပုံရတယ်လို့စလိုင်းထက်နေကဆိုပါတယ်တိုက်ပွဲအတွင်းစင်အုပ်စုတည်ဆောင်ပြီးလက်နက်တချို့တင်းစေရရှိခဲ့ပြီးမြစင်အုပ်စုတပ်ဖွဲ့ဝင်တွေဖမ်းမိတာတော့မရှိဘူးလို့ဆိုပါတယ်နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်စင်အုပ်စုတပ်တွေကတိုက်ပွဲမဖြစ်တဲ့အချားရွာ9ရွာကို၄ချောင်းပုံအုံပြုတ်ပြီးဂျက်ဖိုက်တာတိုက်လီရင်နေနဲ့ပုံချင်းချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူချောင်းတည်ဆောင်ပြီးစင်အုပ်စုထိခိုက်တန်ရာရရှိခဲ့တယ်လို့အကူအညီပေးနေသူဒေသခံတအုပ် ကပြောပါတယ်။ဝိုင်းတွဲကနှစ်နာရီကြာတဲ့ပတ်ပြစ်တာနေရာနှံ့ချတဲ့အိမ်တွေအကုန်ကြီးမှသွားတယ်။လမ်းမပေါ်တွေကိုဆက်လက်နဲ့ပြတ်တယ်။လမ်းပေါ်လဲဆိုင်ကယ်စည်းလာတဲ့သူတယောက်တင်းရဲ့အိမ်နေကြတာကပွဲချင်းပြီးတာနဲ့ရောက်ကျန်းသာဆေးကွရင်ဆုံးတာလို့အဆိုပါဒေသခံကဆိုပါတယ်။အခုလိုစင်ယုပ်စုတက်တွေကကျင်းရွာငါးရွာကိုပုံချတိုက်ခိုက်လို့ပြည်သူတွေထိခိုက်ဒိဆုံးခဲ့တဲ့အပြင်ဖုန်ကြီးကြောင့်နေပါဝင်အဆောက်အဦ15လုံးကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။ကလေးမျိုးမအာနာသိမ့်ပြီးနောက်စင်ယုပ်စုပုံချတက်ပြတ်မှုအပါအဝင်နီလန်ပေါင်းစုံနဲ့ ယ်တပ်ဖြတ်လို့တည်ဆောင်းသူရက်သားပြည်သူ400ကျော်ရှိပြီးတောတောင်တွင်စစ်ဆောင်နေရသူ9000ကျော်ရှိတယ်လို့အကူအညီပေးနေသူတွေကပြောကြားခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါရဲ့ရှင်